အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော် Chess Education YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်ဘာတင်ဆက်ပေးသားမလဲဆိုတော့2024ခုနှစ် World Rapid Chess Championship မှာအာကစားခဲ့ကြတဲ့ Jacobson နဲ့ Hikaru Nakamura တို့ရဲ့ကစားပွဲတစ်ပွဲကိုတင်ဆက်ပေးသားမှာဖြစ်ပါတယ်ဒီပွဲတွေကကျွန်တော်ဟိုတောင်းဆိုထားတဲ့နေရာမှာလည်းပါတယ်ပေါ့နော်အဲကျွန်တော်ဒီနေ့ရောဒီပွဲလေးကိုလုပ်ပေးဖြစ်ပြီပေါ့ဟုတ်ပြီဒီပွဲလေးမှာထူးခြားချက်တွေလည်းရှိရပေါ့နော်အဲ့တော့ Brandon Jacobson ကတော့အဲတရ rating ကအဲအဲ့တော့2000 900ဝန်းကျင်ပေါ့ဟီကာရိုက2900ကျော်တယ်ပေါ့နော် အဲ့တော့ဒီဘက်မှာထူးခြားချက်ကမထူးခြားချက်ဆိုတော့အဖြူသမားဖြစ်တဲ့ Brandon Jacobson ရဲ့ပထမဆုံးရှုတ်ခွက်ကထူးခြားတယ်ပေါ့နော်ဒါသူပြောတဲ့များတယ်ပေါ့ဟုတ်ပြီအဲ့တော့ဒီဘက်မှာအဖြူကစားကိုကန်ဆောင်မှာတော့အဲ Brandon Jacobson ဖြစ်ပြီးတော့အမဲကစားကိုကန်ဆောင်မှာတော့ Hikaru Nakamura ပဲဖြစ်ပါတယ်ဒီကစားပွဲရဲ့ time control ကတော့အဲ15မိနစ်10 second bonus ပါတယ်ပေါ့နော်ဒါ15 10ပေါ့ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီကစားပွဲလေးကိုစပြီးတော့ကြည့်လိုက်မယ် ်လေကစားပွဲလေးမှာအဖြူသမားဖြစ်တဲ့ Brandon Jacobson ကအာဒီပွဲမှာသူကဘာရွှေ့ခဲ့လဲဆိုရင် A4 ဆိုပြီးတော့စပြီးရွှေ့ခဲ့တယ်။အဲဒီရွှေ့ခွင့်နဲ့ပတ်သက်ပြီးတော့အဲဒီပွဲလေးကအဲဆက်စချင်းမှာဟိုနာမည်ကြီးရပါတော့။အဲဒါပေမဲ့ဒီတပွဲလုံးကိုကြည့်ပြီးတဲ့အခါမှာဒီကစားပွဲမှာအဖြူကစားသွားတဲ့အဲ Brandon Jacobson ကတော်တော်လေးကိုဒီပွဲမှာကောင်းတယ်လို့ပြောလို့ရပါတယ်။ဟုတ်ပြီဒီ A4 ကိစ္စနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်ပုံမှန်အပြည့်ဆိုလို့ဆိုရင်တော့ကျွန်တော်ဒီ A4 ဒီ first move မှာလုံးဝလုံးဝအာ မမြင်တွေ့ရတာများတယ်ပေါ့နော်အဲများသောအားဖြင့်ကျွန်တော်တို့အဖြူကနေပြီးတော့ first move ရှိမယ်ဆိုလို့ရှိရင်အ E4 တွေ D4 တွေ NetF3 တွေ C4 တွေအစသဖြင့်ဒါမျိုးလေးတွေရွှေ့တာပို့ပြီးတော့များတယ် A4 ဆိုတာကကျွန်တော်ပွဲတရာမှာတပွဲလောက်တောင်မှကျွန်တော်တို့မတွေ့ရဘူးပေါ့နော်အဲ့တော့ဘာဖြစ်ဒီပွဲမှာ A4 A4 ရွေးချယ်လိုက်တဲ့ပုံမှာဘာမြင်မိလဲဆိုတော့တစ်ဖက်ကဒီ ဂျက်ကော့ဆန်နဲ့ကစားနဲ့ကစားသမားတီဟိုဟီကာရူနာကာမိုရာဟီကာရူလိုကစားသမားမျိုးကို A4 ဆပြီးတက်တယ်ဆိုတော့ဒါသူ့ကိုသူဟိုအများကြီး preparation လုပ်ထားတယ်လို့ပြောလို့ရတယ်ဒီပွဲနဲ့ပတ်သက်ပြီးတော့ဒီ opening နဲ့ပတ်သက်ပြီးတော့သူ့ရဲ့အပြင်ဆင်မှုလေးတွေရှိမယ်တော့ကျွန်တော်မြင်တယ်ပေါ့နော်ဟုတ်ပြီဘာဖြစ်လဲကျွန်တော်ကစားပွဲဆက်ကြည့်ရပါဘို့ A4 မှာဟီကာရူကဘာနဲ့ပြန်ပြီးတုံ့ပြန်ခဲ့လဲဆိုရင်တော့ E5 ဆိုပြီးတော့တုံ့ပြန်တယ် ဒါတော့ဟိုပုံမှန်ပဲဒါဘာလို့လာလဲဆိုလို့ဆိုရင် E စန္ဒပုံးလေးနှစ်ခွက်တက်ထားပြီးတော့ဘိုးထင်းကျော်ထားတယ်အဲ့မှာ Jacobson ကလည်းဘာရှိခဲ့လဲဆိုရင် E4 ဒါသူလည်းပဲဒါဘာလို့လာလဲဆိုလို့ဆိုရင်ဒါဘိုးမှာပုံးလေးနေရယူထားတယ်ပေါ့ NRF6 ကစားကောင် double လောက်တဲ့ knight c3 e4 လေးပြန်ကယ်ထားတယ် bishop b4 hikaru ကတော့ဒီ c3 မှာရှိတဲ့ knight ကိုဆားပြီးတော့ e4 ပဲဆားမယ်ဆက်တဲ့ဖြစ်တယ်မျိုးလေးချင်းချောက်တယ်ဒါပေမဲ့လေဒီနေရာမှာ jacobson ကဘာပဲရွေးချယ်ခဲ့လဲဆိုရင် knight d5 ဆိုပြီးတော့ရွေးချယ်ခဲ့တယ်ဒါဒီတစ်ခါတည်းနဲ့ဒီ bishop ကိုဆားမယ်လို့လည်းချိန်ထားတယ်ဒါမှမဟုတ်ရင် knight နဲ့အဲ knight လဲမယ်ဆိုပြီးတော့ကန့်လန့်ထားတယ်ပေါ့အဲ့တော့ hikaru ကဘာပဲရွေးချယ်ခဲ့လဲဆိုရင် knight d5 ပဲဆားတယ်အဲ့တော့ e d5 ပြန်ဆားထားတယ် အဲ့မှာဟီကာရူကဂက်စလင်းလုပ်တယ်ဂက်စလင်းမှာ C3 ဘစ်ရှော့မောင်းတယ်ဘစ်ရှော့ E7 သွားတယ်ဘစ်ရှော့ C4 ကိုရမထုံကားတွေရဲ့ကစားကောင်တကောင် develop လုပ်တယ်ပြီးတော့ဒီ D5 မှာရှိတဲ့ပုံလေးကိုပြန်ပြီးတော့ကယ်ထားတယ်အဲ့တော့ D6 D6 မှာ Knight E2 ဒီနေရာမှာလဲဟို Jacob Sain ကသူက Knight F3 ရနေမထွက်ဘူးပေါ့နော်ဒီ Knight F3 ရထွက်လို့ဆိုရင်ဘစ်ရှော့ G4 နဲ့လာပင်မယ်ပြီး E4 threat တွေရှိရပေါ့နော်ဒါလေးတွေကနည်းနည်းလေးဟိုကြောက်ဖို့ကောင်းတယ်ပေါ့အဲ့ဒါသူကကြိုတင်ပြင်ဆင်မှုနေနဲ့ပဲတခါတည်းနဲ့ Knight E2 လေးပဲထုတ်ထားပါတယ်အဲဒါလေးရဲ့ဟိုကောင်းတယ်ပေါ့နော်92 97 97မှာအဲ D4 တခါလည်းနဲ့ဒီနေရာမှာစန်တာကိုတခါလည်းနဲ့ strike ရတဲ့တခါလည်းနဲ့ဖြိုခွဲတယ်ပေါ့နော်အဲဒါသူ့မှာရှိရထပ်ပုံးလေးလည်းပြီးအောင်တခါလည်းနဲ့ဘဟုလည်းချင်းချောင်းမှုလုပ်တယ်လုပ်တယ်ပေါ့အဲဒီနေရာမှာ Hikaru က D4 ပုံးကိုပြန်စားလာဆိုတော့စားတော့မစားဘူးဒီမှာ Hikaru ကဗာပက်ရှိခဲ့တယ်ဆိုရင် C5 ဆိုပြီးတော့သူကလည်းစန်တာကိုပြန်ပြီးတော့ challenge လုပ်ရတယ်ပေါ့နော်စန်တာမှာအဲဘဟုတွေကို ဒီပွန်းလေးတွေကိုပြန်ပြီးတော့ထားနိုင်လေပြောရဲအကဘီဒီမှာ E5 ကိုဆောက်မယ်ဆိုတော့9နဲ့ပြန်ဆောက်မယ်အ C5 ကိုဆောက်လဲ9နဲ့ပြန်ဆောက်မယ်အ AC ပဲပေါ့နော်ဒါကတော့ ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာထပ်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ကစားပွဲထဲမှာဟီကာရူကဘာရွှေ့ခဲ့လဲဆိုရင်အဲ sorry အဲဒီမှာဂျက်ကပ်ဆန်ကကက်ဆင်းလုပ်တယ်အဲဟီကာရူကကွင်းစီ7လောက်တယ်ကွင်းစီ7ကတော့ဒါကတော့နောက်လည်းကြားလို့ဆိုရင်ဒီဒီ4ကိုစားပြီးတော့အဲ C4 မှာရှိတဲ့ဘစ်ရှော့ကိုစားမယ်ဆိုပြီးတော့ချင်းချောက်ထားတယ်ပေါ့အဲ့တော့ဒီနေရာမှာဂျက်ကပ်ဆန်ကဘာရွှေ့ချက်ခဲ့လဲဆိုလို့ရှိရင် C5 ကိုစားလိုက်တယ်အဲ့တော့ဟီကာရူကလည်းဒီမှာကအခုနားလေးရကျွန်ပြောရပေါ့နော် C5 ကိုပဲစားစား E5 ကိုပဲစားစားဟီကာရူဒီအဲနိုင်နဲ့စားဖို့ပြန်ပြီးတော့ရည်ရွယ်ထားတယ်ပေါ့ဘာကြောင့်လဲဆိုတော့နိုင်နဲ့စားလိုက်ခြင်းအပြင် ကိုယ့်ရဲ့ night ကလည်းဒါ center center ကိုရောက်သွားမယ်ပြီးတော့ဒီ light square picture ရဲ့ diagonal လေးလည်းဖွင့်ပြလိုက်လို့ဖြစ်သွားတယ်။အဲဒီမှာလည်း night c5 စားတယ်။ night c5 မှာ Jacobsen ကဘာရှိခဲ့လဲဆိုလို့ဆိုရင်အဖြူကနေပြီး a5 ဒါကတော့ဘာလို့တော်လဲဆိုလို့ဆိုရင် queen side မှာပုံးလေးကိုရသမျှ space ချဲ့ထားတယ်လို့ပြောရရတယ် space ကြီးယူထားတယ်ပေါ့နော်ဒီနေရာမှာ a5 တက်တယ်ပြီးလို့ဆိုရင်အဲ့နောက်မှာအဲဒီမှာ b4 ဒီပါလေဟိုလိုက်ခွင့်ရလို့ဆိုရင်ထပ်လိုက်မယ်ဆိုတော့တဘောမျိုးလေးတွေ့ရတယ် အဲ့အဲ့တော့ဟီကာရူကဒီမှာဗာရွှေ့ခဲ့တယ်ဆိုလို့ရှိရင်ဘီရှပ် G4 တွေ့ရမထုတ်ကားတည်းကစားကောင်တကောင်ထုတ်တယ်ထုတ်တတ်တယ်နဲ့ပြန်တယ်ဗာဖြစ်လဲဆိုလို့ရှိရင်ဒီမှာ E2 မှာရှိတဲ့ night တွေပင်ထားတယ်အဲ့တော့ Jacob Sain ကလည်းဒီနေ့သားမှာ F3 နဲ့ Bishop ကိုပြန်ပြီးတော့မောင်းတယ်အဲ Bishop D7 ပြန်ဆောင်တယ်အဲ Bishop E3 ဒါ development လုပ်တယ် B5 အဲ့တော့ B5 ကတော့ Hikaru ကတော့တခါတည်းနဲ့ပေါ့နော်ဘာလဲလာတယ်ဆိုလို့ဆိုရင်ဒီ queen side ကိုရှင်းပြချင်တယ်ဒီ B5 မှာရှိရဲ့ B5 တက်ပြီးတော့ bishop လည်းမောင်းတယ်အကယ်၍ဒီမှာ ampersand စားမယ်ဆိုလဲဆိုတော့ pawn နဲ့ပြန်စားပြီးတော့ရထားဖိုင်လေးဖွင့်လာမယ်ပေါ့အဲဒီလိုပုံစံနဲ့ကစားမယ်စတဖြစ်ပေါ့နော်ဒါလေးဆိုရင်လည်းသူ့တို့ကအဆင်ပြေတယ်ဒါပေမဲ့ Jacobson ကတော့ဒီနေရာမှာသူကမစားခဲ့ဘူးဘာပဲလုပ်ခဲ့လဲဆိုရင် bishop A2 ပဲသွားခဲ့တယ်အဲ့တော့ bishop A2 သွားလိုက်တဲ့အချိန်မှာကျွန်တော်ကြည့်ရမှာတစ်ချက်ဒီဒီအဖြူရဲ့ A5 ကပုံလေးကလွတ်သွားတာလားပေါ့ဒါမှမဟုတ်တမင်တကာပဲထိုးကြွေးခဲ့တာလားပေါ့ ဒါစဉ်းတော့စဉ်းစားကြည့်ကြရပဲပေါ့နော်ဒါပေမဲ့ဒီနေရာမှာဟို A5 ကိုစားတာတော့တိတ်ပြီးတော့မကောင်းဘူးပေါ့နော်။ဘာကြောင့်လဲဆိုတော့ A5 ကိုစားလိုက်မယ်ဆိုလို့ဆိုရင်ဒီမှာမလုပ်လို့ရလဲဆိုလို့ဆိုရင်အဖြူကနေပြီးတော့ Mr. C5 စားလို့ရတယ်။စားပြီးရင်တော့မှဒီမှာအတွက်ပြန်စားမယ်ပြန်စားတဲ့အခါကျရင် D6 စီပါထပ်တက်လိုက်လို့ရတယ်။ D6 ဆက်တဲ့အချိန်မှာ Bishop ရှောင်းလို့ဆိုရင် Bishop F7 ချက်လုပ်လိုက်လို့ဆိုရင်ဒီ Queen ကြီးကကြောက်အောင်ပေါ့နော် Discover Attack တင်။အဲ့တော့ဒါမကောင်းဘူးပေါ့။ A5 ကိုစားလို့မရဘူးပေါ့နော်။ effect ကိုစားလို့မရအောင်ဆိုတော့ဒီနေရာမှာ Hikaru ကဘာပဲရွေးချယ်ခဲ့လဲဆိုရင် Rook AC8 ဒါသူရဲ့ Rook ကိုတခါ C5 ကိုပဲနေရာယူထားလိုက်တယ်ပေါ့အဲ့ Jacobson ကလည်းဒီနေသားမှာပါဆွေးခဲ့လဲဆိုလို့ရှိရင် Queen D2 Queen D2 ကတော့ဒါ Queen ကို အာဖယ်ထားလိုက်တယ်ကွင်းကိုအပေါ်တင်ထားလိုက်တယ်အဓိကဘာလို့ထင်တာလဲဆိုလို့ရှိရင်လက်ရှိမှာဆိုလို့ရှိရင်ကွင်းဆိုင်မှာပေါ်မဂျော်ရီတီကအဖြူရရထားတယ်ပေါ့နော်အဖြူကဆိုကွင်းဆိုင်မှာဆို3-2ဖြစ်နေပေါ့3-2ဖြစ်တာဖြစ်တော့ကျွန်တော်ဒီကွင်းဆိုင်ကနေပြီးတော့ဟီကာရူကိုပရက်ရှာထပ်ပေးခြင်းနဲ့ထပ်ပေးခြင်းတာဖြစ်တော့ကျွန်တော်ဒီ root ပေါ့ alpha one မှာရှိတဲ့ root ကို c1 နေ b1 နေစသဖြင့်ဒါမျိုးလေးခေါ်ခြင်းတာဒါမျိုးလေးခေါ်ခြင်းတာဖြစ်တော့ကျွန်တော်ကွင်းလေးကိုအပေါ်တင်ထားတယ်နောက်လည်းကျွန်တော်ဆိုရင် root f c1 နေပါပို့မယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာထပ်ကြည့်မယ်ဆိုလို့ရှိရင် root f e8 ဒါကတော့ဟီကာရူကလည်းသူ့ရဲ့ root ကိုပြန်ထုတ်ထားတယ် ဲ့လိုဒီမှာထပ်ကြည့်မယ်ဆိုရင် B4 night ကိုမောင်းတယ် night ကိုမောင်းတဲ့အခါမှာ night က A6 ကိုရှောင်းတယ် night A6 ကိုရှောင်းတဲ့အချိန်မှာပဲအာ roof c1 လာတယ်ဒီ roof c1 ရဲ့ idea လေးကတော့နောက်လည်းကြားလို့ဆိုရင်ကျွန်တော်ဒီမှာ c4 တက်ပဲအာဒီမှာဟိုထပ်ပြီးတော့ဒီ queen side ကနေပြီးတော့ pawn တွေ space တွေထပ်ပြီးတော့ယူမယ်ဆိုတော့ idea လေးဖြစ်တယ်အဲ့တော့ Hikaru ကဘာဆွေးခဲ့လဲဆိုရင်ဒီမှာ B Queen B7 လေးပဲဆွေးလိုက်တယ်ပေါ့နော်တခါတည်းနဲ့ဒီ Rook Fine အောက်ကနေပြီးတော့ကြိုပြီးတော့ရှောင်ထားလိုက်တယ်အဲ့တော့ Jacobson က C4 ဆိုပြီးတော့တတ်တယ် C4 မှာ အီကာတို့ကစားတယ်ပြန်စားတယ်အဲ့ဒါဒီနေ့သားမှာဆိုလို့စင်လည်းပဲကစားပွဲထဲမှာအဲဟီကာလူကဘာရွှေ့ခဲ့လဲဆိုရင် night 7ပဲရွှေ့ခဲ့တယ်ဗောနော် night 7ဆိုပြီး night 8ပဲပြန်ဆောင်လာတယ်ဒီနေရာမှာကျွန်တော်တို့က night 8 b4 တွေပါစားလို့မရဘူးဗောနော်ပုံလဲစလုံးရရဆိုပြီးသွားစားလို့မရဘူးဘာကြောင့်လဲဆိုရင်ဒီမှာ rook a b1 နဲ့ပြန်ပင်လိုက်လို့ရတယ် root ABA နဲ့ပင်လိုက်မယ်အဲ့ဒါကိုအကယ်၍အမေကနေပြီးတော့ root ABA နဲ့အဲ sorry root CBA နဲ့ပြန်ကင်မယ်ဆိုလို့ဆိုရင်လည်း A6 နဲ့မောင်းလိုက်လို့ရတယ် queen ကိုအဲ့ဒါဆိုလို့ဆိုရင်ဒီ knight လေးကကျသွားမှာဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့် B4 မှာရှိတဲ့ပွန်လေးကိုစားလို့မရဘူးပေါ့အဲဒီမှာလည်းဒီဘက်မှာကျတော့တွေ့ရတာဒီတောက်လျှောက်ပေါ့နော်အဖြူသမားဖြစ်တဲ့ Jacobson ကဟိကာရိုတပွဲလုံးဖိအားပေးပြီးကစားတာပေါ့နော်အခုလက်ရှိစီလေတောက်လျှောက်ဒီသူအသာစီးရရှိတဲ့ Queen Side ကနေပြီးတော့တောက်လျှောက် Force ပေးနေရပေါ့နော် Knight C7 ပြန်ရှောင်းတယ် Knight C7 မှာ ဘာဆက်ရွှေ့လဲဆိုလို့ရှိရင် A6 ဒါလေးလည်းပဲဘာလို့လဲဆိုရင်ကိုယ့်ရဲ့ပွန်းကိုတက်နိုင်တယ်များ space ချဲ့တယ်ပြီးတော့နောက်တစ်ခုကကြတော့ဒီ Jacobson ရဲ့ pitch shot တွေကတော်တော်လေးကိုကောင်းတယ်လို့ပြောတယ်ရဒီမှာဒီမှာဒီ diagonal နဲ့ဒီမှာ A7 ကလည်း pressure ပြီးနေပါတော့เนาะအဲ့တော့ဒီဒီနေသားမှာ Hikaru ကဘာဆွေးခဲ့လဲဆိုရင် Queen B8 ဆိုပြီးရွှေ့ခဲ့ဒီ before ကပွန်းကိုတော့မစားခဲ့ဘူးပေါ့เนาะ before sorry လောလောဆယ်တော့စားလို့တော့မရသေးဘူးပေါ့အဲ့တော့ဒီမှာ Queen B8 လေးပဲသွားတယ်အဲ့မှာ Knight C3 လာတယ် Knight C3 မှာ Knight A8 ဆိုပြီးပြန်သွားတယ်အဲ့တော့ဒီနေသားမှာဘာလို့ before ကိုမစားတာလဲပေါ့ အဲ့တော့ before စားလို့ဆိုရင်ရောဘာဖြစ်မှာလဲပေါ့အဲ့လိုစဉ်းစားစဉ်းစားစဉ်းစားကြည့်ကြပဲပေါ့နော် before လေးကလွတ်သွားတယ်ဒါပေမဲ့စားလို့မကောင်းဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့အကြိမ်များ quintate before ပါစားလိုက်မယ်ဆိုရင်အဲ c4 က bishop ကိုလည်းချိန်ရတာမှန်းနေဒါပေမဲ့ bishop ကဘယ်လိုပြန်ဆောင်မှာလဲဆိုရင် f1 လေးပြန်ဆောင်လာတိုင်း bishop f1 ပြန်ဆောင်လာပြီးတဲ့အချိန်နေမှာဘာတွေ့ရလဲဆိုလို့ဆိုရင်ဒီအမဲဒီအမဲရောရဲ့ a7 ပုံးလေးကိုအဖြစ်က bishop နဲ့တိုက်ထားတယ်အဲ့ဒီပုံးကိုပြန်ကယ်မှာလား ပြမကင်လို့ဆိုရင်လည်း pressure ကြီးကပြီးနေမှာအဲ့တော့ဥမာပြကြောက်ဒီနေရာမှာနည်းနည်းထက်ကြည့်လိုက်မယ်ဆို Queen B8 ကိုသွားမယ်ဆိုလို့ဆိုရင်လည်းပဲဘာလို့လို့ရလဲ Queen B8 ဆိုလို့ဆိုရင်ကြောက်ဒီမှာ Rook က B1 နေလာမှာပေါ့နော် Rook C B1 လာမယ်ပြီး Rook B7 ပြောင်းဝင်မယ်ဒါဆိုလည်းဘလို့မှအခြေအနေမကောင်းအဲ့လိုပဲကျွန်တော်ဒီနေရာမှာအဲ bishop r5 တွားမယ်ဆိုလို့ဆိုရင်လည်းပဲ bishop a7 u လေးတွားစားမယ်အဲ့ခါကျလို့ဆိုရင်ဒီ a6 ကပုံကြီးကအရန်အားကောင်းတဲ့ passport တလုံးဖြစ်သွားမှာပေါ့နော်ဒါတော်တော်လေးဟိုထိန်းရခန့်ပေါ့အဲ့ a6 ရပါတက်မယ်ဆိုလည်း bishop e3 လေးပြန်ပတ်ထားလို့ရတယ် ါလည်းအဖြူတက်ကပိုကောင်းတယ်ပေါ့နော်အဲ့လိုပဲကျွန်တော်ဒီနေသားမှာအာဒီနေသားမှာဗားရရှိသေးတယ်ဆိုလို့ဆိုရင် group A 8ဒီဗားနဲ့ကြိုပြီးတော့ save ထားမယ်ဆိုလို့ဆိုရင်လည်းပဲအဆင်ပြေလားဆိုတော့အဲမပြေဘူးပေါ့နော်ဘာကြဒီမှာလည်း rook C ပြီးသွားမယ်တော့မှ queen H 4သွားမယ်ဆိုလို့ဆိုရင် rook B 7လည်းဆင်းလိုက်မှာအဲ့ခါကျဒီ A 7လေးကညှိနေတယ်ပြီးတော့ဒီကောင်လေးဒီကောင်လေးကလည်းအာကျန်နေရပေါ့နော်အဒါကအနေထားရပြောမယ်ဆိုလို့ဆိုရင်ဒါမကောင်းဘူးပေါ့ပြီးတော့နောက်တစ်ခါကျ A မှာရှိတဲ့ rook G ကအရင် passive ဖြစ်တယ်ပေါ့ အဲ့ဒါကြောင့်ဟီကာရူဒီ before born မဆားခဲ့တာဖြစ်တယ်။ဟုတ်ပြီ။ဒါပြည့်ကျွန်တော်ဒီမှာကစားပွဲလေးထပ်ကြည့်မယ်။ကစားပွဲလေးမှာတော့ဟီကာရူကဘာဆွေးခဲ့လဲဆိုရင် night aa ဆွေးခဲ့တယ်။ night aa idea ကတော့ဒါရှင်းတယ်ပေါ့နော်။ night ကို b6 ကနေပြီးပြန်ထွက်မယ်ဆိုတော့ idea လေးဖြစ်တယ်။ပြီးတော့ c4 ကိုမောင်းမယ်ပေါ့။ဟုတ်ပြီ။ကျွန်တော်ဒီမှာထပ်ကြည့်မယ်ဆိုလို့ဆိုရင်ကစားပွဲလေးမှာ jacobson ကဘာဆွေးခဲ့လဲဆိုလို့ဆိုရင် night e4 night e4 လေးပြန်ခုံထားတယ်။အဲ့တော့ဒီမှာ night ဒီနေ့ထားမှာကစားပွဲလေးမှာတော့ဟီကာရူကအဲ night b6 ဆွေးခဲ့တယ်ပေါ့နော်။အဲကဲပြန် r5 နဲ့ မောင်းမယ်ဆိုလို့ဆိုရင်လည်းပဲဒီနေရာမှာ night c5 ဆိုပြီးတော့သွားလို့ရတယ်ဗောနော် night c5 သွားမယ်ဆိုရင်သူကစားမယ်ဆိုလို့ဆိုရင် d6 ချက်ပြီးတော့ဒီ bishop လေးကိုပြန်စားထားလို့ရတယ်ဗောဒါလို့ဆိုလည်းဒါလည်းပြောမယ်ဆိုလို့ဆိုရင်အဖြူကပို့ပြီးတော့ကောင်းပါတယ်ပို့တာပါပါတယ်ဟုတ်ပြီတော့ကျွန်တော်ကစားပွဲထဲကြည့်မယ်ကစားပွဲထဲမှာတော့ဒီနေထားမှာအဖြူကအဲ knight e4 ခွန်လဲတဲ့ချိန်မှာဟီကာတို့ကဘာရှိခဲ့လဲဆိုရင် knight b6 ပဲခွန်ခဲ့တယ်ပေါ့နော်ဒီ c4 မှာရှိတဲ့ bishop ကိုချိန်ထားတယ်အဲ့တော့ bishop က f1 မှာပြန်ဝင်နေတယ် rook e d8 ပြန်လာတယ် rook e d8 မှာ b5 တက်တယ် ဒါဒီဒီမှာပေါ်နတ်ကောင်ကပြန်ပြီးတော့ချိတ်သွားပြီပေါ့နော်တော်တော်လေးတော့မိုက်တော့မိုက်တယ် F5 နဲ့ Knight ကိုမောင်းတယ်မောင်းတဲ့အခါမှာ Knight ကပဲသွားလဲဆိုလို့ရှိရင် Knight C3 လေးပဲပြန်လာတယ်အဲ Bishop upset လာတယ် Bishop upset မှာတော့ Jacobson ကဘာဖြစ်ခဲ့လဲဆိုလို့ရှိရင်တော့ Knight A4 Knight ချင်းလဲမယ်ဆိုပြီးတော့ကန်လန်းတယ်အဲ့တော့ Rook C1 ဆိုပြီးတော့စားတယ်ဒီ Shotgun လေးကတော့ကောင်းတယ်ပေါ့နော် Hikaru ရဲ့ Shotgun ကတော့ဘာကြောင့်လဲဆိုတော့ဒီနေ့တမ်းမှာ Rook နဲ့ပြန်စားလို့မရဘူး Knight ကအဲကျန်နေပေါ့နော်ညိနေပေါ့အဲ့တော့ကွင်းနဲ့ပဲစားတယ်ကွင်းနဲ့စားပြန်တော့မှာ Rook C8 ပြန်လာတယ်ရထားလေး5ပြန်ယူထားတယ် ကွင်တီတူပြန်လာတယ်ကွင်တီတူမှာ root d8 အဲ bishop d8 ပြန်လာတယ် bishop d8 က idea ကတော့ရှင်းတယ်ပေါ့နော်ဒီနေရာမှာ night day night ဆောင်မယ်ဆိုရင် bishop နဲ့ပြန်ဆောင်ပြီးတော့ဒီ bishop တွေပါအကုန်လုံးလဲကစားလိုက်မယ်ပေါ့ဒီလိုမျိုး idea လေးဖြစ်တယ်အဲ့တော့ jacobson ကဘာဆွေးခဲ့လဲဆိုရင် queen f2 ဒီရှုပ်ခွက်လေးရလဲတော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်ထပ်ပြီးတော့ဒီ diagonal မှာ a7 pawn တွေ b6 b6 square လေးတွေကိုဟိုထပ်ဖိလိုက်တယ် pressure ထပ်ပေးလိုက်တယ်ပေါ့အဲ့တော့ hikaru ကဘာဆွေးခဲ့လဲဆိုရင် night day a4 ဆွေးခဲ့တယ်အဲ့တော့စားတယ်ပြန်စားတယ်ပေါ့ဒီနေ့တည်းမှာ အာ Rooksy 7ဆိုပြီးတော့ Hikaru ကရွှေ့ခဲ့တယ်ဗောနော်ကစားပွဲထဲမှာ Rooksy 7ရွှေ့ပြီးတော့ A7 ပုံနဲ့ပြန်ခဲ့ထားတယ်အဲဒီနေရာမှာကျွန်တော်တို့ဒီ Bishop basic တွေပါသွားလို့မကောင်းဘူးပေါ့နော်။ဘာကြောင့်လဲဆိုတော့ပြချက် basic တွေပါသွားမယ်ဆိုရင်ပြချက်တဲ့ basic စားမယ်။သူက queen နဲ့ပြန်စားလို့ဆိုရင် queen တဲ့ basic abc စားမယ်။အဲ့ခါကျဒီကောင်ကြီးက passport ဖြစ်သွားအဲ့မှာကျတော့ rook c4 တွေပါသွားလိုက်လို့ရရထားချင်းဆိုင်တယ်။ပြီးဒီ passport ကြီးကအရန်ထိန်ရခတ်သွားပြီပေါ့နော်။ဒါကြီးကဟိုတော်တော်ကြီးဟိုအဆင်မပြေဘူးလို့ပြောလို့ရတယ်ပေါ့နော်။ဒါအမဲတော့ဟုတ်ပြီ။ဒါဆိုလို့ဆိုရင်ကျွန်တော်တို့ကစားပွဲလေးကြည့်မယ်။ကစားပွဲထဲမှာတော့ဒီနေထားမှာ hikaru ကအမဲကနေပါရွှေ့ခဲ့လဲဆိုရင် rook c7 ရွှေ့လိုက်တယ်။ဒီ a7 မှာရှိတဲ့ pawn လေးကိုပဲပြန်ပြီးတော့ကယ်ထားတယ်။ အဲ့တော့ဒီနေရာမှာ rugby 4 rugby 4ရဲ့ idea ကဘာလို့ကျင်လာလဲဆိုလို့ရှိရင် basic ဆက်တတ်မယ်ထပ်ပြီးတော့ဒီ pressure ကိုထပ်ပေးမယ်ပေါ့နော်ဒီမှာကြည့်လိုက်လို့ဆိုရင်ပြာဒီအနေထားမှာဘာတွေ့နေရလဲဆိုတော့ပေါ့ဘာတွေ့နေရလဲဆိုတော့အာအဖြူရဲ့ကစားကောင်တွေဒီအရန် active ဖြစ်နေပြီးတော့ hikaru ရဲ့ကစားကောင်ကတော်တော်လေးဟို passive ဖြစ်တယ်လေပြောလိုက်ရတယ်ကစားကောင်တွေကဟိုနေရာတွေကျဉ်းကျပ်နေရပေါ့နော် အဘေရှော့ဒီရှိမယ်ဆိုလို့ဆိုရင်လည်းဒီဘေရှော့ဒရဂွန်တွေကြီးကအရန်ကောင်းလုံးအကြီးရဲ့ဒီမှာ F1 မှာရှိတဲ့ကောင်ကလည်းဒီ B5 ကိုလည်းကဲထားတယ် AC ပဲတတရရပဲပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာဟီကာရူကဘာရှိခဲ့လဲဆို F4 ဆိုပြီးတော့ရွှေ့လိုက်တယ်။ F4 ဆိုရယ်ရွှေ့လိုက်တဲ့ရှုပ်ကဒီဘာလို့လဲဆိုရင်ဘစ်ရှော့မောင်းလိုက်တာ။အဲ့ချိန်မှာဂျက်ကော့ဆန်ဒီတကယ်ကိုလုံးဝအရန်အရန်ကောင်းတဲ့ brilliant move တစ်ခုထပ်ပြီးတော့ရွှေ့လိုက်တယ်။ဘစ်ရှော့ sacrifice လုပ်လိုက်ပါတယ်။ဘစ်ရှော့တွေ A7 ဘစ်ရှော့တကောင်ကျူးလိုက်ပါတယ်။မိုက်တယ်ပေါ့နော်ဘစ်ရှော့ကျူးလိုက်တယ်။ဘစ်ရှော့ကျူးလိုက်တော့အဲ rookness စားတယ် rookness စားတဲ့အခါမှာ B6 ဆိုပြီးတက်တယ်။ B6 မှာဟီကာရူကဘာဆွဲလဲဆိုလို့ဆိုရင် Rook A8 သွားတယ် B7 ထပ်တက်တယ် B7 မှာ Rook A7 လာတယ်အဲ Rook A7 လာတဲ့ချိန်မှာကျွန်တော်တို့ဒီလိုမျိုး Queen စား Queen နဲ့ Rook ကိုစားပြီးတော့ promotion ဝင်မယ်ဆိုပြီးတော့စဉ်းစားလို့မရအောင်နော် no 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 ဘာလို့လဲဆိုတော့ဒီနေရာမှာကျွန်တော် Queen နဲ့ Rook ကိုတက်စားလိုက်လို့ဆိုရင်တော့ Queen နဲ့ပြန်စားလို့ဆိုရင် King က check ပြီးတာဖြစ်နေရပေါ့အဲ့ဒါဆိုရင်ပြန်ပြီးရှုံးသွားမယ်အဲ့တော့ Jacobson ကဘာပဲဆွဲခဲ့လဲဆိုတော့ဒီနေ့ထားမှာအာ Queen မဲ C2 ရွှေ့ခဲ့တယ်အဲ Queen C2 မှာ ပါရွှေ့ခဲ့လဲဆိုရင်အဟိကာဘူက G6 G6 မှာ Bishop D3 Bishop D3 ရဲ့ idea ကတော့ဒီမှာဒီဘက်က sacrifice ထားရလို့ဆိုရင်ရိုက်မယ်ပေါ့နော် Bishop G6 စီပါတယ်အဲ့တော့ထပ်ကြည့်မယ်ဆိုရင် king f7 နဲ့ပြန်ပြီး save ထားတယ်အဲ့တော့ king f1 ပြန်လာတယ် king f1 မှာ bishop a5 rook ကို mount တယ် rook က b1 ပြန်လာတယ် ဒီကတော့ရုက C5 ကနေပြီးတော့နည်းနည်းပါပါအာလှုပ်လို့ရမလားကြည့်မယ်ပေါ့နော်လက်ရှိမှာ Hikaru ကတော့ Hikaru ရဲ့ကစားကောင်တွေကတော်တော်လေးကိုညံ့နေတယ် A7 မှာရှိရရထားဘာမှလောက်ကမရှိဘူးပေါ့နော်အဲကျွန်တော်တို့မှာထပ်ကြည့်မယ်ဆိုလို့ရှိရင် Bishop D8 ပြန်သွားတယ်ဒါလုံးစရာမရှိလို့ Bishop ကို Hoshi D8 ပဲရွှေ့နေတော့ကျွန်တော်မြင်နေပေါ့နော်အဲကျွန်တော်တို့မှာထပ်ကြည့်မယ်ဆိုရင် Queen B3 လာတယ် အာအဖြူကတော့သူ့ရဲ့ objective တိုင်းသူ့ရဲ့ရည်ရွယ်ချက်တိုင်းပဲသူကတော့သူ့ရဲ့ကစားကောင်တွေကိုပို့ပြီးတော့ကောင်းမွန်တဲ့နေရာတွေရောက်အောင်ပို့နေတယ်အာပို့ပြီးတော့ pressure ပေးနိုင်အောင်စူးစမ်းနေရပေါ့အဲ့ဒါဒီမှာထက်ကြည့်မယ်တဲ့ bishop a5 bishop a5 မှာ rook c1 rook c1 ကတော့ c5 မှာနေရာယူထားတယ်အဲ့မှာ bishop d2 လာတယ် rook ကိုမောင်းတယ် rook ကိုချိန်တဲ့ချိန်မှာ rook ကဘယ်လိုရှိခဲ့လဲဆိုရင် rook c6 ထပ်ပြီးတော့ brilliant move တစ်ခါထပ်ရွှေ့တယ် rook ကိုထပ်ကျွေးတယ်စားရဲလာပေါ့စားရဲလာဆိုဒီညမှာစားလို့ကောင်းလားဆိုရင်မကောင်းဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့ အဒီလမ်းမှာအီကာရူကကစားပွဲထဲမှာလည်းမစားခဲ့ဘူးပေါ့နော်ကစားပွဲထဲမှာဟီကာရူကဘာရှိခဲ့လဲဆိုရင်ဘက်ရှော့ E3 ရှိခဲ့တယ်အကဲရည်များရုကိုစားလိုက်လို့ဆိုရင်ဘာဖြစ်မလဲဆိုရင်ဘက်ရှော့ရဲ့စီစီဒီဒိတ်စီစီပြန်စားမယ်အဲ့မှာကင်းကိုချက်ပြီးသားဖြစ်နေတယ်ချက်ပြီးသားဖြစ်နေတော့ကင်းက G7 ပြန်ချောင်းအောင်အဲ့ချိန်မှာကျွန်တော်တို့အဖြူအနေဘာလုပ်မှာလဲဆိုရင် Queen B6 ဆိုပြီးတော့သွားမှာပေါ့နော် Queen B6 သွားလိုက်တာနဲ့ပြင်နောက်လက်ကျရင် C7 တွန်းမဲ့အာကိုဘာမှလုပ်လို့မရဘူးဒီမှာ best shot e3 သွားမယ်ဆိုလေ c7 တွန်းမှာပဲပေါ့နော်ဒါဆိုလို့ဆိုရင်လုံးဝလုံးဝရှုံးသွားပြီလို့ပြောလို့ရတယ်ပေါ့ဒီနေ့ထား မိုက်တယ်ဗောနော်အဲ့ risk စီကျွေးတဲ့ idea တွေလည်းတော်တော်ကောင်းပါတယ် risk စီကျွေးတဲ့အချိန်မှာဟေကာတို့က bishop e3 လာတယ် bishop e3 လာပြီးတော့အဲလာတဲ့အချိန်မှာ jacobson က bash ရေဆိုရင် queen b4 လာတယ် queen b4 ကတော့ဒီမှာ d6 ကိုလည်း pressure တစ်ခုပေးထားတယ်လို့ပြောလို့ရတယ်အဲ့တော့ကျွန်တော်ဒီမှာဟေကာတို့က bash ရေလဲဆိုလို့ဆိုရင် bishop c5 bishop c5 မှာ queen a5 queen a5 ကတော့ဒါကတော့ရှင်းတယ်ဗောနော် queen c7 ဝင်မယ်ဆိုပြီးပြတ်ထားတယ်ဒါပေမဲ့ဒီဟာကို queen ဝင်မယ်ကွာကိုဘာနဲ့တားမှာလဲဗောတားပြာမှာမရှိအောင်အဲ့တော့တားပြာမရှိတော့ဘာလို့လဲဆိုလို့ဆိုရင် ကင်းအီဆေဗန်မဲ့ဒီဘက်ကိုကင်းကိုပဲဒီဘက်ကိုနီးအောင်ခေါ်လာတယ်။အဲကွင်းစီဆေဗန်ဝင်ပါတယ်။ကွင်းစီဆေဗန်ဝင်ပြီးကွင်းကြီးလဲမလားဆိုပြီးတော့ကန်လန်နဲ့နောက်လက်ကျရင်ပရိုမိုရှင်းဝင်မယ်ဆိုတော့တရက်ကလည်းရှိနေသေးတယ်။ကွင်းရတခြားနေရာတွေရှောင်မယ်ဆိုတော့ရှောင်လို့ကမကောင်းဘူးတော့တကယ်တမ်းပြန်ရှိမယ်ဆိုကွင်း H8 ကိုရှောင်မယ်ဆိုလို့ဆိုရင်လည်းပဲပရိုမိုရှင်းတွေဝင်လာတယ် Route C5 တွေအာရှိရပါတော့။ဘာဘလို့မှမကောင်းဒီနေထိုင်တော်တော်လေးကိုနှိမ့်နေလို့ပြောလို့ရတယ်။အဲကစားပွဲထဲမှာတော့ဟီကာရောကဘာရှိခဲ့လဲဆိုတော့ Rook A8 ရွေးတယ်။ Rook A8 မှာ ဂျက်ကော့ဆန်ကမရှိခဲ့လဲဆိုလို့ဆိုရင် Queen Take BH ဆိုပြီးစားတယ်စားတဲ့ချိန်မှာဟီကာတို့က Rook Take BH ပြန်စားတယ်ပြန်စားတဲ့အချိန်မှာဂျက်ကော့ဆန်ကဘာဆက်ရှိခဲ့လဲဆိုရင် Rook Take C5 ဆိုပြီးတော့ Brilliant Move နောက်တစ်ခုကိုထပ်ပြီးတော့လှုပ်လိုက်ပါတယ် ရုတ်ဆက်ဂရဖိုက်ပေါ့နော်အဲ့တော့ဒီလုံးလိုက်တဲ့ရှုကပြီးတဲ့ချိန်မှာပဲဟီကာရူက resign လုပ်သွားတယ်ပေါ့နော်ဒီနေ့တော့ဘယ်လိုမှမရတော့ဘူးပေါ့နော်ဘာကြောင့်လဲစားလိုက်လို့ဆိုရင်လည်းပဲ A7 တားလိုက်လို့ဆိုရင်ဟိုဒီ passport နှလုံးကိုတားလို့မရတော့ဘူးပေါ့နော်အဲဆိုရင် promotion ကပြန်ပေးရမှာပဲအဲ့တော့ဒီနေ့ထားမှာပဲဟီကာရူကအရှုံးပေးသွားတာပေါ့အဲတော်တော်လေးကောင်းတဲ့ကစားပွဲတစ်ပွဲဖြစ်တယ်အဖြူကစားသမားဖြစ်တဲ့ Jacobsen ကဟီကာရူကိုတပွဲလုံးတောက်လျှောက်ပေးသွားတယ်ဟီကာရူကဘာမှပြန်ပြီးတော့လောက်ကမရလာဘူးလောက်ခွင့်လည်းမရလာဘူးပေါ့အဲတော်တော်ကောင်းပါတယ်ကစားသွားတာ အဲ့တော့ဒီပွဲလေးကတော့ဒီလောက်ပဲဒီကစားပွဲလေးကိုအားလုံးတဘောကျစိုက်နှစ်တက်လိမ့်မယ်လို့ထင်ပါတယ်ဒီကစားပွဲနဲ့ပတ်သက်ပြီးတော့နားမလည်တာမရှင်းတာသိကျင်တဲ့နေရာလေးရှိလို့ဆင်းနေ comment လေးမှာမေးမြန်းခဲ့လို့ရပါတယ်အဲဒီ video လေးကိုတောင်းဆိုပေးကြတဲ့ brother တွေကိုလည်းကျေးဇူးများတင်ပါတယ်နောက်ထပ်တင်ဆက်ချင်တဲ့ video လေးရှိလို့ဆင်းနေအဲ comment လေးကနေတဆင့်တောင်းဆိုပါနိုင်ပါတယ်ခင်ဗျာအဲကျွန်တော်ဒီ video လေးကိုအစားဆုံးနိုင်ရကျေးဇူးအပေးကြတဲ့တောင်းဆိုတဲ့ကိုကျေးဇူးများတင်ပါတယ်ကျွန်တော်နောက်ထပ် video မှာပြန်တွေ့ဆောင်မယ်အားလုံးပဲကျေးဇူးပါခင်ဗျာ